မင်္ဂလာပါပရိသတ်ကြီးခင်ဗျာရွှေရကုံစီတော်ကြီးဆိုတာက အမတန်မှကိုအံ့ဩစရာကောင်းပြီးသူ့ရဲ့အောက်ခြေမှာလည်းဘုရားလေးစုရဲ့ဓာတ်တော်မွေတော်တွေရတနာပစ္စည်းတွေအများကြီးရှိတယ်ဆိုတာအလုံးသိပြီးသားပဲဖြစ်မှာပါအဲ့ဒီထာဝနာတိုက်ကြီးဟာလည်းအမတန်မှကို တကိုးကြီးမာတဲ့အဆောက်အအောင်တွေရှိနေပြီးတော့အချို့ကောလာဟာလာတွေဆိုရင်စကောမအတက်ပညာနဲ့ပြုလုပ်ထားတဲ့ဆက်ရုပ်တွေတောင် ရှိနေပါသေးတယ် ရွှေကုံဌာပနာတိုက်ထဲကိုဆင်းပြီးတော့တိုက်တူးကိုကြိုးစားရင်းကြောက်ရွံ့ဖြစ်သွားခဲ့တဲ့မောင်ကန်ဆိုးတဲ့သူအကြောင်းဟာလည်းလူတိများထင်ရှားခဲ့တဲ့အပြင်တကယ်ရွှေကုံဌာပနာတိုက်ကို မြင်ဘူးခဲ့တဲ့သူတွေတောင်ရှိနေပါသေးတယ်။ဟုတ်ပါတယ်ပြိတ္တကြီးဒီနေ့ တင်ဆက်ပေးကျင်တာကတော့ထူးခြားစန့်ကျင်လာတဲ့ရွှေကုံဌာပနာတိုက်ကြီးနဲ့အဲ့ဒီဌာပနာတိုက်ကြီးရဲ့ဒီဆောက်ပုံတွေရဲ့ဌာပနာတိုက်ကြီးကို အမှန်တကယ်ရောက်ဖူးခဲ့တဲ့သူတွေအကြောင်းကို တင်ဆက်ပေးမှာပဲဖြစ်ပါတယ်။အဲ့ဒီတော့ဒီအကြောင်းအရာလေးတွေကိုကျွန်တော်နဲ့အတူလေ့လာကြည့်ကြရအောင်ဗျာ။1996ခုနှစ်တုန်းကရွှေဒဂုံစီတော်ကြီးကိုဘတ်စုံပြုပြင်မူးမှန်ထိမ့်သိမ်းမှုအတွက်ဆိုပြီးတော့အစိုးရ project တစ်ခုစတင်ခဲ့ပါဗါတယ်။အဲ့ဒီ project ကိုရန်ကုန်နည်းပညာတက္ကသိုလ်ကပမောက္ခတဦးဖြစ်တဲ့ဒေါက်တာညမြင့်ကျော်လို့အင်ဂျင်နီယာအဖွဲ့ကတာဝန်ယူခဲ့ပြီးတော့ဇီရီတော်ကြီးရဲ့အောက်သားနေရန်ကိုထိုးဖောက်ပြီးတော့စစ်ဆေးကြည့်ရှုခဲ့ပါဗါတယ်။ ဲ့ဒီမှာရွှေဒဂုံဇေယျတော်ကြီးရဲ့အုတ်သားကနှလောဖြစ်နေတာကို တွေ့ခဲ့ရပါတယ်။ဇေယျတော်ကြီးရဲ့အပြင်ဘက် အုတ်သားကကိုလက်မကနေ12လက်မအထိရှိပြီးတော့အတွင်းဘက်အုတ်သားကတော့၄လက်မကနေ၈လက်မခန့်အထိရှိပါတယ်။ထူးဆန်းတာကတော့အဲ့ဒီအုတ်နှလောကြားမှာရှွန့်ပြော့လေးတွေ ရှိနေတာပါပဲ။ရှွန့်နေဟာစူထိုင်းနေပြီးတော့အုတ်နှလောကြားထဲရောက်နေတဲ့အတွက်ဒါဟာတေချာပေါက်မြေအောက်ထဲမှာရှိတဲ့တွင်းတစ်ခုခုကနေ အပေါ်ကိုစံတက်တာမျိုးဖြစ်နိုင်ပါတယ်။နောက်ပြီးတော့ဖရားကိုတော်ကြီးဟာဆုံးဆွတ်နေတဲ့အတွက်ကြောင့်တေဂျာပေါက်ကတော့ရွှေလကုံစည်းတော်ကြီးရဲ့အောက်ခြေမှာရေကြောတစ်ခုခုရှိနေပါတယ်။တကယ်တော့ရွှေလကုံစည်းတော်ကြီးရဲ့အောက်ခြေမှာရေတွေဝိုင်းနေတဲ့ဌာပနာတိုက်တစ်ခုရှိတယ်ဆိုတာကိုတော့1968ခုနှစ်ကထုတ်ဝေတဲ့ကျင်းမုံသတင်းစာမှာ ဖော်ပြခဲ့ပြီးပြီဖြစ်ပါတယ်။အဲ့ဒီစောင်းမကိုတော့စာရေးဆရာကြီးမနှုတ်ဦးတင်ဝင်းရေးသားခဲ့တာဖြစ်ပြီးတော့ ရွှေဒဂုံရဲ့ဌာပနာတိုက်ကိုရောက်ဖူးခဲ့တဲ့အာမေးနီးယန်လူမျိုးတယောက်အကြောင်းပဲဖြစ်ပါတယ်။အဲ့ဒီအာမေးနီးယန်လူမျိုးရဲ့အမည်ကတော့ DS အပရာမေးဖြစ်ပြီးတော့သူဟာရွှေဒဂုံစေကြီးတော်ကြီးရဲ့ဌာပနာတိုက်တွေကိုဝင်ဖူးခဲ့တယ်လို့ဆိုထားပါတယ်။သူ့ရဲ့ပြောတကားအရရွှေဒဂုံစေကြီးတော်ကြီးဟာအောက်ခြေတက်တက်မှာဆယ်ပေပက်လေလောက်ကျယ်ဝန်းတဲ့တွင်းကြီးရှိနေပြီးတော့အဲ့ဒီတွင်းကြီးရဲ့အလဲမှာ၆ပေခွဲလောက်ရှိတဲ့ရတနာတွေစီချေထားတဲ့ရွှေလေကြီးတစ်စီးလည်းရှိနေပါတယ်တဲ့ မစ္စတာအပရာမေကိုကြေးမုံသတင်းစာကမေးမြန်းတဲ့အခါမှာတော့သူတွေ့ခဲ့တဲ့အကြောင်းတွေကိုပြန်ပြီးတော့ပြောပြခဲ့ပါတယ်မစ္စတာအပရာမေကရွှေကောင်စီတော်ကြီးရဲ့ဌာပနာကိုစတင်မြင်ဘူးခဲ့တာကတော့သူ9နှစ်သားအရွယ်ကပါအဲ့ဒီတုန်းကသူဟာတငယ်ချင်းတွေနဲ့ရွှေကောင်စီမြို့တော်ပေါ်မှာတွားရောက်ဆော့ကစားရင်းနဲ့တနင်းကနွေတောက်မှာရှိတဲ့ဌာပနာပေါက်ကြီးကိုစင်းကြည့်ခဲ့ပါတယ်တဲ့သူတို့စင်းသွားတဲ့လမ်းတစ်လျှောက်လုံးမှာယောဂီဝတ်စုံတွေယတိဝတ်စုံတွေနဲ့ ထူးထူးဆန်းဆန်းလူတွေကိုလည်းတွေးခဲ့ရပြီးတော့လင်းငါလန်းလောက်လှမ်းလိုက်တဲ့အခါတိုင်းမှာတယောက်ပြီးတယောက်တွေးနေခဲ့ရပါတယ်တဲ့နောက်ဆုံးမှာသူတို့ကအခန်းငယ်တစ်ခုပြီးတစ်ခုဖြတ်တန်းရင်းနဲ့အခန်းကြီးတစ်ခုတည်းကိုရောက်ရှိသွားပါတယ်တဲ့အဲ့ဒီအခန်းကြီးဟာအုတ်တွေနဲ့စီကျဲထားတာဖြစ်ပြီးတော့သူ့ရဲ့အလဲဘဟုမှာလဲဆယ်ပေပက်လေလောက်ရှိတဲ့တွင်းတွင်းရှိနေပါတယ်အဲ့ဒီတွင်းထဲမှာရေတွေနဲ့ပြည့်နှက်နေပြီးတော့ရွေတွေဟာလဲမြင်းလိုက်နှိမ့်လိုက်လဲလှုပ်ရှားရိုက်ခတ်နေပါတယ် ဲ့ဒီရေကြီးထဲမှာကရဝိတ်ဖောင်ကြီးတစ်ခုရှိနေပြီးတော့ရတနာတွေနဲ့စီချေထားပါတယ်ကရဝိတ်ဖောင်ကြီးရဲ့အထဲမှာတော့ရှင်ဖျားတွေရဲ့ဓာတ်တုံမွေတော်တွေရှိနေပြီးတော့စံတော်လို့ယူဆရတဲ့ဌာပနာတစ်ခုကိုလည်းတွေးခဲ့ပါသေးတယ်တဲ့အဲ့ဒီဌာပနာတိုက်ကြီးတစ်ခုလုံးကဘယ်နေရာက ရောက်လာမှမသိတဲ့အလင်းနဲ့နေနဲ့လင်းထိန်နေပြီးတော့အလင်းရောင်တန်းကြီးတစ်ခုကလည်းကရဝိတ်လေပေါ်မှာထိုးကျနေပါတယ်။သူစန်းနာကတော့အခန်းကြီးတစ်ခုလုံးက အရန်ကြီးမပါပေမဲ့အလဲမှာ တိုင်းတွေမရှိဘဲနဲ့ကြောက်တုံးတွေနဲ့သာတိဆောက်ထားတာပါ နောက်ပိုင်းမှာတော့အစိုးရလူကြီးတွေကမစတာအပရာမီကိုသူရောက်ခဲ့တဲ့ဌာပနာပအပဝါကိုလိုက်ပြခိုင်းခဲ့ပြီးမဲ့ရွှေတကုံဇေယီတော်ကြီးကသူရောက်ခဲ့တုန်းကနဲ့မတူညီတော့တဲ့အတွက်အထီးအကျပြသနိုင်ခြင်းမရှိခဲ့ပါဘူးဒါပေမဲ့ဌာပနာတိုက်ဝင်ပေါက်ကတော့ရွှေတကုံရင်မြမှာရှိတဲ့စုတောင်းပြေဖျားနဲ့စုတောင်းပြေဖျားတစောင်းလိုယူဆရတဲ့အတွက် အဲ့ဒီနေရာတွေကိုအပြင်လူတွေဝင်လို့မရအောင်ပိတ်ဆို့ထားခဲ့ကြပါတယ်။ရွှေဒဂုံဌာပနာကိုဖောက်ဖို့စ조사ရင်းနဲ့ကြောက်ရွံ့ဖြစ်သွားခဲ့တဲ့မောင်ကန်ဆိုးတဲ့လူအကြောင်းဟာလည်းနာမည်ကြီးနေပါသေးတယ်။မောင်ကန်ဟာအစကောင်ကတော့ရွှေဒဂုံစေီတော်နာမှာပန်းရောင်းတဲ့သူတစ်ယောက်သာဖြစ်ပါတယ်။ဒီနေ့မှာတော့သူဟာထူးဆန်းတဲ့ရသက်ကြီးတစ်ပါးနဲ့တွေ့ဆုံမိရကနေအဲ့ဒီရသက်ကြီးရဲ့တပည့်လုံးလုံးဖြစ်သွားခဲ့ပါတယ်။မောင်ကန်ကရသက်ကြီးကိုထရရောက်ပေါက်လန်းစဉ်ဆောင်ရွက်ပေးရာ အကူအညီတွေအများကြီးပေးခဲ့တဲ့အတွက်ရတိကြီးကမောင်ကန်ကိုလှံပြန်တစင်းလက်ဆောင်ပေးခဲ့ပါတယ်။လှံပြန်ကြီးရသွားတဲ့မောင်ကန်ကရှောက်သွားရင်းကနေတရုတ်ပြည်ရောက်သွားပြီးတော့တရုတ်ဘရင်ရဲ့သမီးတော်နဲ့ချက်ချင်းဝင်သွားကြပါတယ်။တရုတ်ဘရင်ကလည်းသူ့သမီးကိုလိုချင်ရင်ရွှေတကုံစည်းတော်မှာရှိတဲ့ဌာပနာတွေနဲ့တင်တောင်းမှရမယ်ဆိုပြီးလို့တော့မောင်ကန်တရောက်ဌာပနာတိုက်ကို သွားဖောက်ပါတော့တယ်။မောင်ကန်ကရွှေတကုံအောက်တက်ကဌာပနာတိုက်မှာရှိတဲ့ ဓားဆက်လှန်ဆက်တွေကိုလှန်ပြန်အစားနဲ့ကြော်လွှားနိုင်ခဲ့ပေမဲ့တယုံမကိုယူကျင်စောအားကြည့်ပြီးတော့ဖရယရနာတွေကိုတွားရောက်ယူငင်ဖို့အလုံးမှာတော့သူ့ခန္ဓာကိုယ်တစ်ခုလုံးအေးခဲမှာတောက်လာပြီးကြောက်ရွံ့ကြီးဖြစ်သွားပါလေတဲ့သူမတေခင်မှာသူ့မိမတယုံမကိုနောက်ဆုံးအနေနဲ့တွေးပြရသည်ဆိုပြီးတော့သူ့ဆရာယသိကြီးကို တောင်းမှန်တဲ့အခါမှာတော့ယသိကြီးကတကိုးနဲ့သူ့မိမတယုံမကိုမောင်ကန်ကြောက်ရွံ့ဖြစ်နေတဲ့ရွှေရကုံစည်ဒီအောက်ထဲကို ခေါ်လာခဲ့ပါတယ်။စာထဲမှာကတော့ဒီလောက်ပဲပါတာပါ။အဲ့ဒီမောင်ကံမိမတရုတ်မကအဲ့ဒီတရုတ်ပြည်ကိုပြန်ရောက်သွားတာလားအဲ့ဒီအထဲမှာပဲပိတ်မိသွားသလားကတော့မပြောတတ်ပါဘူး။ဒါပေမဲ့အဲ့ဒီရတစ်ကြီးကလူကိုယ်တိုင်မပို့ဆောင်ပေမဲ့ဟော်လိုဂရမ်နီးပညာလိုမျိုးပုံရိပ်ရောင်းတာဖန်ဆင်းပြီးတော့ပြားလိုက်တာလည်းဖြစ်နိုင်ပါတယ်။ဒီလိုနဲ့ခေအဆက်ဆန်နာမည်ကြီးလာခဲ့တဲ့ရွှေတကုံစီရော်ကြီးဟာလူရချင်းတဲ့သူတွေလည်းပေါများလာခဲ့ပါတယ်။ အထူးသဖြင့်ဒုတိယကမ္ဘာအဆက်တွင်းကဆိုလို့ရှိရင်ဂျပန်စစ်တပ်တရော အင်္ဂလိပ်စစ်တပ်ကရောပါထာပနာတိုက်ကြီးကိုဖောက်ဖို့ခဏခဏလုပ်ကြပါတယ်အင်္ဂလိပ်တွေကချွေးတကုံစေးတော်ပေါ်မှာတက်ဆွဲတုန်းကဆိုရင်ဖျားတဆူထဲမှာလူတွေလှူထားတဲ့ဂျရနာပစ္စည်းတွေကိုတွေ့ပြီးတော့ချွေးတကုံစေးတော်ကြီးတစ်ခုလုံးကိုဂျရနာတိုက်ကြီးဆိုပြီးဝိုင်းရှာကြပါတယ်ဒီလုံးနဲ့ရှိုင်းနဲ့အာမရသေးတဲ့အခါမှာတော့အဲ့ဒီရွှေတကုံစေးရီတော်ကြီးကိုပါတူးဖောက်ကြည့်ရှု ပို့လောက်ကြပါသေးတယ်။ဒါပေမဲ့သူတို့ဘလို့ပဲရှာရှာမြေကြီးတွေနဲ့အုတ်တွေပဲတွေ့လို့လက်လျှော့ခဲ့ရပါတယ်။နောက်တစ်ခါအင်္ဂလိပ်စစ်အင်ဂျင်နီယာတက်ရင်ရွှေတကုံစီရောမှာတက်ဆွဲတော့ကဆိုရင်ဇေယီတော်ကြီးထဲမှာလက်နဲ့တိုက်လောက်ဖို့ဆိုပြီးတော့ထတ်တူးကြပါသေးတယ်။ဒီလိုတူးရင်တူးရင်နဲ့ပေတရာလောက်အထိတူးမိသွားပြီးတော့ကြောက်စေဒီအနာအထိကို ဖောင်းမိသွားပါတယ်တဲ့။နောက်ပိုင်းတော့ပြည်သူကမကျေနပ်ပဲအုံကြွမလို့ဖြစ်လာတော့ အင်္ဂလိပ်ဘရင်ခံကသူ့စစ်သားတွေကိုသူပြန်ထိန်းခဲ့ရပါတယ်။အခုထက်ဒီရွှေတကုံထပနာကနှစ်ကြိမ်တိတိအဖောက်ခံခဲ့ရပြီးမဲ့ဘသူမှတော့အောင်မြင်အောင်ဖောက်ယူနိုင်ခြင်းမရှိသေးပါဘူး။ရွှေတကုံစီတော်ကြီးကိုခရစ်နှစ်တက္ကရာ1968ခုနှစ်တုန်းကမြေဒူးမင်းလက်ထက်မှာငလှင်ကြီးစွာလှုပ်ခဲ့တဲ့အတွက်ဖောင်းရေဝအထိပြိုကျခဲ့ပါတယ်။အဲဒါကြောင့် ဆင်ဖြူရှင်မင်းတရားကြီးကအခုဖူးတွေးရတယ်။326ပေမြင့်တဲ့ဇေဒီတော်ကြီးကို အရင်ဇေဒီကိုငုံပြီးတော့တဲထားကုတ်ခွေခဲ့ပါတယ်တဲ့။အခုဇေဒီတော်တတ္တဟဆိုရင် နှစ်ပေါင်း2600ရှိနေပါပြီ။ရွှေတကုံဇေဒီတော်မှာကတ်လှူထားတဲ့ရွှေပြားရွှေတင်ကန်းတွေဟာရွှေပြားအချက်ရေ3300ရှိပြီးတော့ရွှေတင်ရွှေသား3ဒံခွဲရှိပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။ ဒီနေ့ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲအဆုံးသတ်လိုက်ပါပြီကျွန်တော်တို့ channel လေးကနေစိတ်ဝင်စားစရာအရန်ကောင်းတဲ့အကြောင်းအရာတွေကို အမြဲတမ်းရှာဖွေပြီးတင်ဆက်ပေးမှာမို့ကျွန်တော်တို့ရဲ့ channel လေးကိုဆက်လက်အားပေးကြပါအောင်နော်တက်ဆက်တယ် channel လေးကို subscribe မလုပ်ရသေးဘူးဆိုရင်လည်း subscribe တခါတည်းလှုပ်ထားခဲ့ကြပေးပါဦးဗျာ